အားလုံးပဲမိင်္ဂလာပါရှင်မန္တလေးခေတ်သစ်တရင်ချာနာကနေတရင်များကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့မလေးရှားနိုင်ငံသားဝင်ကြီးဤနေပြည်တော်ခီးစဉ်တွင်ပြောဆိုခဲ့မှုများကိုအသေးစိတ်ထုတ်ပြန်လိုက်သဖြင့်မြန်မာစစ်တပ်၏လင်းလယ်တရင်ထုတ်ပြန်မှုထင်ရှားပေါ်ပေါက်စစ်တပ်ရွေးကောက်ပွဲကိုဝမ်းမြောက်ဝမ်းသာနဲ့ပူးပေါင်းဆောင်ရွက်မိဟုမလေးရှားနိုင်ငံသားရေးဝန်ကြီးကမပြောဆိုခဲ့ပေစစ်တပ်လိမ့်လေဝါဒဖြန့်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ် မလေးရှားနိုင်ငံသားရေးဝန်ကြီးဌာနကမလေးရှားနိုင်ငံသားရေးဝန်ကြီးမိုဟာမက်ထာဇန်၏နေပြည်တော်ခီးစင်တွင် ပြောဆိုခဲ့မှုများနှင့်ပတ်သက်၍အသေးစိတ်သတင်းထုတ်ပြန်သည့်ဖြင့်မြန်မာစစ်တပ်၏လိင်လယ်သတင်းထုတ်ပြန်မှုပေါ်လွင်ထင်ရှားသွားသည်မြန်မာစစ်တပ်၏ရွေးကောက်ပွဲကျင်းပရန်ပြင်ဆင်မှုကိုဝမ်းမြောက်ဝမ်းသာဖြစ်ပြီးပူးပေါင်းဆောင်ရွက်မည်ဟုမလေးရှားနိုင်ငံသားရေးဝန်ကြီးမိုဟာမက်ထာဇန်ကမပြောခဲ့ပေစစ်တပ်ကလိင်လယ်ထုတ်ပြန်ခဲ့မှုမှာမလေးရှားနိုင်ငံသားရေးဝန်ကြီးဌာန၏ရမန်နီသတင်းထုတ်ပြန်မှုကြောင့်အပြစ်မှန်ပေါ်ပေါက်လာခြင်းဖြစ်သည် မလေးရှားနိုင်ငံခြားရေးဝန်ကြီးမိုဟာမက်ဟန်ဆန်သည်အော်တိုဘာလ9ရက်နေ့နေချင်းပြန်ပြီးတော့သူသွားရောက်ခဲ့ပြီးရင်းတို့လာရောက်မှုအပေါ်စစ်တပ်ကလိမ့်လေသတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်စစ်တဲ့လိမ့်လေသတင်းထုတ်ပြန်မှုတွင်မလေးရှားနိုင်ငံသားဝင်ကြီးကမြန်မာနိုင်ငံ၏ပါတီဆုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်ရန်ပြင်ဆင်နေမှုများအားတွေ့ရသဖြင့်ဝမ်းမြောက်ဝမ်းသာဖြစ်ကြောင်း အာဆီယံအနေဖြင့်မြန်မာနိုင်ငံ၏ဂျိုးပန်းဆောင်ရွက်မှုများကိုအကောင်ဆုံးဖြစ်အောင်ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းရွှေကောက်ပွဲလေးလံစောက်ကြည့်ရေးဖွဲ့များကိုလည်းဆေလွတ်ပေးသွားမည်ဟုလင်းလေဖော်ပြခဲ့သည်။မလေးရှားနိုင်ငံသား၏ဝင်ကြီးဌာန၏ရှမန်ဒီသတင်းထုတ်ပြန်ချက်တွင်ရွှေကောက်ပွဲသည်ဒီမိုကရေစီအတွက်အဓိကအရေးကြီးသောအစိတ်အပိုင်းဖြစ်ကြောင်း ရွေးကောက်ပွဲကိုလွတ်လပ်မျှတဖွင့်လင်းမြင့်သာယုံကြည်ရသည့်လုပ်ငန်းစဉ်များဖြင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်းမြန်မာနိုင်ငံ၏ရွေးကောက်ပွဲမှာနိုင်ငံရေးပါတီအားလုံးပါဝင်ပြီးနိုင်ငံသားအားလုံးပါဝင်ဆောင်ရွက်မှုဖြစ်သာကျင်းပတင်ကြောင်းမလေးရှားနိုင်ငံသား၏ဝန်ကြီးကထုတ်ဖော်ပြောဆိုခဲ့သည်ထို့ပြင်ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့များဆေလွတ်ရန်စစ်တပ်က ASEAN နိုင်ငံများသို့ဖိတ်ကြားမှုနှင့်ပတ်သက်၍မှတ်သားထားပြီးရင်းအရေးကိစ္စကိုလာမည့်48ချိန်မြောက် ASEAN အစည်းအဝေးတွင်ဆွေးနွေးဆုံးဖြတ်မည်ဖြစ်ကြောင်း မလေးရှားနိုင်ငံအတွက်မူရွေးကောက်ပွဲလေးလာစောင့်ကြည့်ရေးဖိတ်ကြားမှုကိုမလေးရှားရွေးကောက်ပွဲကော်မရှင်တို့အတည်ပြုလိုက်ပြီဖြစ်ကြောင်းမလေးရှားနိုင်ငံသားဦးဝင်ကြီးဌာနကသတင်းထုတ်ပြန်ခဲ့ပါတယ်။ရှင်ပြင်မလေးရှားနိုင်ငံသားဦးဝင်ကြီးကမင်းအောင်လိုင်အပါအဝင်စစ်တပ်ခေါင်းဆောင်များနဲ့တွေ့ဆုံစဉ်အာဆီယံဘုံသဘောတူညီချက်၅ရပ်ကိုအကောင့်ထည့်ဖို့ရန်အကြံဖတ်မှုများရပ်တန့်ရန်လူသားချင်းစာနာထောက်ထားမှုအကူအညီများခွင့်ပြုပေးရန်အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုလုပ်ရန်ထပ်မံအလီပီပြောဆိုခဲ့သည်။ ထို့ပြင်အရက်သားများနှင့်အရက်ဖတ်အဆောက်အများအပေါ်မကြမ်းဖက်မှုများကိုရပ်တန့်ရန်မလေးရှားနိုင်ငံသား၏ဝန်ကြီးကမြန်မာစစ်တပ်ခေါင်းဆောင်များကိုအလေးပေးပြောဆိုခဲ့သည်ဆလဘင်း KNU နေမီတွင်မှစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်မှုအရှိန်မြင့်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ကရင်မျိုးသားအစည်းအရုံး KNU အုပ်ချုပ်နေမြေတွေမှာအခုရပိုင်းအတွင်းစစ်ကော်မရှင်တပ်ကလေကြောင်းတိုက်ခိုက်မှုပုံမှုအရှိန်မြင့်လာတာကြောင့်အရက်သားထိခိုက်ဒေဆုံးမှုတွေရှိနေတယ်လို့ KNU ရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ် စစ်ကောင်ရှင်တဟ KNU မိတ်တဝဲခရိုင်ကကြီးပါတွေကိုအောက်တိုဘာ6ရက်နေ့ကနေ10ရက်နေ့အထိလေချောင်းတိုက်ခိုက်မှု6ကြိမ်တက်မလဲပြုလုပ်ထားပါတယ်။စစ်ကောင်ရှင်တရဲ့ဒီလေချောင်းတိုက်ခိုက်မှုတွေအတွင်အယက်သားပြည်သူ14ဦးထပ်မံနေထိခိုက်ဒဏ်ရာရရှိထားပြီးဒေသခံ350ကျော်နေရဲဆုံခွာထွက်ပြေးနေရပါတယ်။ဒါပြင်အောက်တိုဘာ9ရက်နေ့ညပိုင်းကလည်း KNU တထုံခရိုင်ဘီလေးမြို့နယ်ရှိပြမပင်စိတ်ကြီးရွာလေချောင်းကနေတိုက်ခိုက်ခဲ့ရတာကြောင့်ကလေးငယ်၅ဦးသေဆုံးပြီး၁၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အလားတူပြီးခဲ့တဲ့အောက်တိုဘာလ6ရက်နေ့က KNU ဖောက်ပုံခရိုင်တပ်မဟာ9နေမီတဲကိုစစ်ကော်မရှင်တပ်ကလေကြောင်းဖုံကျဲတိုက်ခိုက်ခဲ့ရာကျောင်းသူ2ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဖောက်ပုံခရိုင်ကထုတ်ပြန်ထားပါတယ်ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုခွင့်ရဲ့ KPSN ပြောရေးဆိုခွင့်ရှိသူ Nor Cherry ကတော့စစ်ကော်မရှင်တပ်ရဲ့လုပ်ရက်တွေဟာနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကိုပြောင်ပြောင်တင်းတင်းချိုးဖောက်နေကြလို့သတင်းဌာနကပြောပါရယ်စစ်ကော်မရှင်ဟာရွေးကောက်ပွဲကိုအတင်းအဓမ္မပြုလုပ်ဖို့ကြိုးပမ်းလျက်ရှိတယ်လို့ လက်လွတ်ဆုံးရှုံးထားရတဲ့နေပြည်တော်အတွင်းရှိပြည်သူလူထုအကြောက်တရားဖြစ်ပေါ်စေဖို့အတွက်ရည်ရွယ်ချက်ရှိရှိလေကြောင်းကနေပုံချဲတိုက်ခိုက်လျက်ရှိတယ်လို့ KNU မိတ်တော်ဝခရိုင်တပ်မဟာလီကထုတ်ပြန်ပြောဆိုထားပါတယ်လရှိ KNU အုပ်ချုပ်နေမိတဲ့ကခရိုင်ခွနခုမှာတိုက်ပွဲတွေကြောင့်ထွက်ပြေးတိမ်းရှောင်နေရတဲ့စစ်ပေးရှောက်ဥယျာဉ်တပ်တန်းကျော်ရှိနေပြီးစစ်ရှောင်ပြည်သူတွေဟာလူသားချင်းစာနာမှုအကူအညီတွေဆက်လက်လိုအပ်လျက်ရှိတယ်လို့ KPS ကထုတ်ပြန်ထားတဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ ကျမရဲ့တင်ပြဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချက်မိကြပါစေရှင်